အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ဇမ်ဘီယာနိုင်ငံမှာအစားအသောက်ဝင်ငါနေချိန်အတွင်းလူထောင်ပေါင်းများစွာကအလူအရက်စုပြုံတိုးဝေခဲ့တဲ့အတွက်အ ਨੇ စုံလူ၈ဦးလောက်ဟာလူပိသေဆုံးခဲ့ရတယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်။ မြို့တော်လူစားကာရဲ့ပြည်သူအားကစားစင်တာမှာဖခင်ကြောင့်တခုကလူ3500ခန်းကိုအစားအသောက်တွေဝင်းကပေးနေချိန်မှာပဲအခုလိုမျိုးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အဲ့လိုအစားအသောက်တွေကိုအလူအယက်တိုးဝှက်ဆောင်ဆိုင်နေသူအများစုကတော့အဲ့ဒီမြို့ရဲ့စင်ရဲသားရက်ွက်တွေကဖြစ်တယ်လို့သိရပါတယ်။မနက်6နာရီဝင်းချိန်လောက်ကအိုလံပစ်လူငယ်ဖွံ့ဖြိုးရေးစင်တာမှာလူအုပ်ကြီးကအစားအသောက်ဝင်းကပေးတဲ့အစားအုံတွေကိုအလူအယက်တိုးဝှက်ဝင်ရောက်ခဲ့တာကြောင့်လူရှိဦးဟာလူပိသေးဆုံးခဲ့ပြီး28ဦးဒဏ်ရာရရှိခဲ့ ဲ့တယ်လို့ရဲတပ်ဖွဲ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အဲ့လိုလူပိသေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်မှာတော့ပြောင်းမှုအစားအစာတွေစီနဲ့စားတွေဝင်းငှပေးမှုကိုရပ်ဆိုင်ဖို့ရဲတပ်ဖွဲ့ကညွှန်ကြားချက် ထုတ်ပြန်ခဲ့ရပါတယ်။ဒါပေမဲ့လည်းလူရပေါင်းများစွာကတော့အစားအသောက်တွေပြန်လည်ဝင်းငှပေးမယ့်အချိန်ကိုစောင့်ဆိုင်းရင်အဲ့ဒီမှာဆက်ရှိနေတုန်းဖြစ်တယ်လို့သိရပါတယ်။အသက်64နှစ်အရွယ်အမျိုးသမီးတဦးကတော့ကျမတို့အနေနဲ့အစားအသောက်တွေကိုဝယ်ယူစားသောက်ဖို့ပတ်စံမတက်နိုင်ဘူးလို့ AFP ကိုပြောပါရယ်။ဖခင်ကြောင့်ဘက်ကတော့အဲ့ဒီဖြစ်စ င်နဲ့ပတ်သက်ပြီးမှတ်ချက်တစုံတရာပြောကြားခဲ့ခြင်းမရှိဘူးလို့သိရပါဗျ။အာဖရိကတောင်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ဇမ်ဘီယာဟာ2015ခုနှစ်ကစပြီးမိုးခေါင်ရေရှားမှုဒဏ်ကိုဆူဆူရွရွခံခဲ့ရပြီးနိုင်ငံရဲ့စားတောက်ကုန်ဈေးနှုန်းတွေကလည်းကြောက်ခမန်းလိလိမြင့်တက်လာခဲ့တာဖြစ်ပါဗျ။